ကြားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်ရမယ့်ဗီဒီယိုလေးကအမေရိကကိုကြောင်းသွားတက်ခြင်းနဲ့ကြောင်းသူကြောင်းသားတွေပဲဖြစ်ဖြစ်ပေါ့နော်အခုချိန်မှာအမေရိကမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေပဲဖြစ်ဖြစ်ပေါ့နော်အမေများဒီတစ်ခုခု ရှိလာတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအာ respond လုပ်မယ်ဒါမှမဟုတ်ပေါ့နော် အာကြိုတင်ဘယ်လိုကာကွယ်မလဲဒါမှမဟုတ်ရှေ့ရေးအတွက်ပေါ့နော် အခုဆိုလို့ရှိရင်အမေရိကကိုကျွန်တော်တို့မြန်မာပြည်သားတွေဝင်ဖို့အတွက်သူတို့ဗီဇာပိတ်လိုက်ပြီပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ကဒီမအေဂျင့်ကနေပြောပြထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့အတူတူကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အလုံးပဲအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါလည်းကြည့်လိုက်အောင်အမေရိကမြန်မာပြည်ကိုအခုချိန်မှာ travel ban လုပ်တဲ့အချိန်မှာဘာတွေကိုသိထားတယ်လဲအေဂျင့်တို့အကြောင်းသူအကြောင်းသားတွေကိုအခုလိုမျိုးမမြင်ရတဲ့အတားအဆီးတွေ ပေါ်လာအခါဘယ်လိုမျိုးကိုယ့်ဘက်ကနေ respond လုပ်ရမလဲဆိုတဲ့အကြောင်းဒီနေ့အချမ်းပြပြပေးသွားပါမယ်ပထမတော့အချမ်းဒီဗီဒီယိုပေါ့နော်ဖြစ်ဖြစ်ချင်းနေမှာတင်မလို့ပဲဒါပေမဲ့အကုန်လုံးက panic ဖြစ်နေတဲ့အချိန်မှာအချမ်းအနေနဲ့ကောင်းအေးအေးထားပြီးတော့အကုန်လုံး information တွေကိုဖတ်ကြည့်ရဖတ်ကြည့်ပြီးတော့ဒီနေ့ agent systematically framework တစ်ခုသုံးပြီးတော့ရှင်းပြပေးသွားမယ်เนาะဒီနေ့သုံးသွားပေးမယ့် framework က UNESCO ရဲ့ Education and Emergency ဆိုတဲ့ framework ကို သုံးမိမဲ့ဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာသူက stage နှစ်ခုရှိရယ်ပထမ stage က immediate response အခုချိန်မှာချက်ချင်းပါလောက်ရမယ်ဒုတိယ stage ကကြတော့ recovery phase ပေါ့နော် recovery period မှာအကျဉ်းတို့အနေနဲ့ပါလောက်ရမယ်ဆိုရယ် stage နှစ်ခုနဲ့အကျဉ်းရှင်းပြပေးသွားပါမယ် Okay, ပထမ stage ရဲ့ immediate response ကိုကြည့်လိုက်အောင် immediate response ကကြာအခုတက္ကသိုလ်သွားဖို့အတွက်ပြင်နေတဲ့သူတွေဒါမှမဟုတ်နောက်နှစ်လောက်ထွက်မဲ့သူတွေအတွက်ကို agent တို့အနေနဲ့ target ထားပြီးရှင်းပြပေးမယ်เนาะ ပထမအချက်ကတော့တိတိတတဖြစ်တဲ့ option ပြင်ရွေးပါ။တခြားနိုင်ငံတွေဖြစ်တဲ့ Australia, Canada ဒီလိုမျိုးနိုင်ငံတွေကမှစဉ်းစားသင့်တယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့ visa ရဲ့ rejection rate ကလည်းနည်းနည်းတော့များနေတယ်။အဲအတွက်ကြောင့်မလို့ backup အနေနဲ့ UK, Europe ပြီးတော့ဒီ Asian နိုင်ငံတွေဖြစ်တဲ့ Malaysia, Singapore, Vietnam, Thai အကုန်လုံးတတိချာချာစဉ်းစားပေးပါလို့အကျဉ်းအနေနဲ့ပြောချင်ပါတယ်။ Now the step ကကြတော့ဘာလုပ်လို့ရလဲဆိုရင် agent တို့အနေနဲ့ဒီ option တွေကိုစဉ်းစားပေးရတဲ့အချိန်မှာကိုကမဟုတ်ဘူး America ကိုမှတွားရ မယ်ဒီ American Dream ရှိနေရဆိုရင်တနည်းအားမှာလေးနှစ်ကိုကိုအနေနဲ့တက်ကြည့်ပါတက်ပြီးတော့ Master's Degree မှာပြန်ပြီးတော့ America ကိုသွားမယ်ဆိုပြီးတော့ timeline ကိုတိကျပြန်ပြီးတော့ဆွေးဖို့အတွက်အကြံပေးချင်ပါတယ် နောက်တစ် step ကကြတော့ exam ကိုတော်တော်များများလာပြီးပြောကြဲ GET ပြီးသွားပြီးအဲအတွက်ကြောင့်မလို့ community college ကိုသွားဖို့အတွက်ကိုက aim လုပ်ထားရပေါ့နော်ဒါပေမဲ့သူအနေနဲ့သွားလို့မရတော့အခုချိန်မှာခဏပိတ်ပင်ထားတယ် Okay so agent of data realistically ကြည့်မယ်ဆိုရင် NGCSE ကို GED ကို 10th grade မြန်မာလိုခေါ်ရင်7ပေါ့เนาะအဲ့အပြင်တက်ကတူတန်းသွားလို့မရတဲ့အတွက်ကြောင့်မလို့ foundation သုံးဖို့ American မှာဆို community college ဆိုပြီး agent ကတဆင့်ခံရဖြစ်တယ်အဲ့ဒီကို က 10th grade ပြီးသွားပြီ GED ပဲဖြစ်ဖြစ် IGCSE ပဲပြီး ပြီးပေါ့နော်ပြီးထားရဲဆိုကိုယ်အနေနဲ့ 12th grade အတွက်ကိုစဉ်းစားပါ foundation တက်မလားဒါမှမဟုတ် A levels IB SAT ဒီလိုမျိုး option တွေအများကြီးရှိရပေါ့နော်အခုချိန်မှာက country specific ဖြစ်တဲ့ဟာကိုခဏတော့ရှောင်ထားပါအဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့တခြား IB ကို A level ရောပြီးတော့ foundation ကိုဘယ်လိုသွားမလဲဆိုတာကိုပြန်ပြီးတော့ timeline ဆွဲပါအဲ့ပြီးမှသာလေတက္ကသိုလ်အတွက်ကိုစဉ်းစားပါဒီအလုံးနဲ့အချိန်မှာနှစ်နှစ်လောက်ဘယ်ကောစမဆို IB ပဲဖြစ်ဖြစ် A level ပဲဖြစ်ဖြစ်နှစ်နှစ်လောက်ကြာအပေါ့နော်ဘယ်နှစ်နှစ် ည်းလုံးနေတဲ့အချိန်မှာ changes တွေအများကြီးဖြစ်နိုင်ပါတယ်။အာနောက်ထပ်တစ်ခု misconception အကြာ A level ပြီးရင် IB ပြီးရင် America သွားဖို့အတွက်တိုက်ပြီးမလွယ်ဘူး။ America ဆိုရင် AP ကို SAT ကိုပြီးမှရမယ်ပေါ့နော်။မဟုတ်ပါဘူး။ IB A level အကုန်လုံး America ဘက်ကလက်ခံပါတယ်။အဲ့တော့ဒီနှစ်နှစ်လုံးနေတဲ့အချိန်အတွင်းမှာပြန်ပြီးတော့ဖွင့်သွားတဲ့အချိန်ကြာ America မှာ America သွားချင်တယ်ဆိုရင်သွားလို့ရပါသေးတယ်။ဒါမှမဟုတ်လည်းဒီလိုအချိန်တွေမပြောင်းလဲသေးဘူးဆိုတခြားနိုင်ငံကိုလည်းဒီ qualification ကြီးအကုန်လုံးသွားလို့ရဖြစ်ပါ ါတယ်။အဲအတွက်ကြောင့်မလို့အရင်ကိုစိတ်မကူစေမှုအတွက်အခြေအနေနဲ့ပြောချင်ပါတယ်။ဟုတ်ပြီ။အဲဆို first stage က immediate response ပြီးသွားပြီ။ဒါအခုလက်ရှိကြောင်းသားရဲ့အတွက်ဖြစ်တယ်။ second stage ကတော့ recovery stage ပေါ့နော်။ဒါကတော့အရင်တို့ဒီနောက်3 4 5နှစ်မှတက္ကသိုလ်သွားမဲ့သူတွေအတွက်ဖြစ်တယ်။အဲတော့အရှိရအကျံပြောသွားသလိုပဲ country specific ဖြစ်တဲ့ဆောင်းပွဲကြီးကိုခဏရက်တာစဉ်းစားရက်ထားပြီးတော့ကိုယ့်အနေနဲ့တခြား blue pathway နဲ့သွားလို့ရမယ်ဆိုရင် redirection ကိုကြောင်း ောင်းရင်မိဘရဲ့ကလေးရဲ့ထိုင်ပြီးတော့သိချပြန်ပြီးတော့ဆွဲပါ ပြီးရဲ့အခါကျရင်ထပ်ပြီးတော့လိုအပ်တဲ့ human skills တွေဖြစ်တဲ့အခုချိန်မှာဆိုတော့တိတိချာချာကြည့်မယ်ဆို adaptability ပြန်ပြီးတော့ကိုယ်အနေနဲ့ဘယ်နေရာမှာမဆိုလိုက်လို့ညှိထွေးစွာနေနိုင်ဖို့နှစ်အချက်က resilience စိတ်ဓာတ်ကိုစိတ်ဓာတ်မကျဘဲနဲ့ပေါ့နော်အမြန်ခွန်အားအဖြစ်သုံးပြီးတော့ဆက်ပြီးတော့သွားနိုင်ဖို့အတွက်ရယ်ပြီးတော့နောက်တစ်ခုကကြာ agent တို့ဒီ human skills တွေ emotional intelligence ပိုင်းတွေအများကြီးလိုလာပြီးမလို့စာတစ်ခုရယ်မဟုတ်ဖက်နဲ့ဘတ်ဆုံးတော်ရဲ့အကြောင်းသူကြောင့်သားရဲ့အဖြစ်အောင်ခံနိုင်ရရှိအောင်လို့ပြုစုပြုထောင်ပေးဖို့ တွက် HN recovery stage 2မှာ recommend လုပ်ပေးချင်ပါတယ် အခွင့်အရေးတကားရအမြဲပိတ်နေမှာမဟုတ်ပါဘူးဒါပေမဲ့အခုခေတ်မှာဘာဖြစ်လာလဲဆိုတော့နည်းနည်းလေးပို့ပြီးတော့ selective ဖြစ်လာရရွေးချယ်ပြီးတော့မှဖွင့်ပေးရတကားရဖြစ်လာရပေါ့နော်ဖွင့်တဲ့တကားကိုကိုယ်အနေနဲ့ chance ယူနိုင်အောင်လို့ကိုယ့်ဘက်ကအမြဲတုံ့နေဖို့ ready ဖြစ်နေဖို့အရေးကြီးပါတယ်တကားဖွင့်တာကိုထိုင်ဆောင်နေမဲ့အစားကိုယ်အနေနဲ့ကိုယ်ဘယ်လိုမျိုး skills တွေထက်ထက်မြတ်မြတ်နဲ့လှုပ်ထားလို့ရလဲဆိုတော့ focus လုပ်ပေးပါပြီးတော့တကယ်တကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒီဟာကိုအခွင့်အရေးအဖြစ်အများကြီးယူလို့ရပါတယ်တကယ်ကိုယ့်ရဲ့ college college SAE ရဲ့အခါကျရင်ဘယ်နိုင်ငံမှာဆိုတခြားနိုင်ငံတွေအတွက် college SAE ရဲ့အခါကျရင်ကိုကဒီလိုမျိုးဟာရေကိုခန်းစားနေရဲဆိုတာ SAE ကောင်းတစ်ပုတ်ဖြစ်နိုင်တယ်မဟုတ်ဘူးလားအဲအတွက်ကြောင့်မလို့စိတ်တက်မကြပါနဲ့ရှိတ်ဆက်ပါကိုလောရမဲ့ဟာကိုဆက်လုပ်ပါဒါပေမဲ့ smart ဖြစ်ပြီးတော့ကို့အနေနဲ့ဘယ် direction မှာဆိုသွားလို့ရအောင်လို့အမြဲအတက်ဖြစ်နိုင်အောင်လို့လှုပ်ထားဖို့အတွက် agent ပြောချင်ပါတယ်အားတင်းထားပါနော်ကဲဟုတ်ပြီနော်မအေချန်ပြောသွားတာလေးကတကယ်ရှင်းလင်းပါတယ်နော်ကဲအကြောင်းတော့တဲ့မဲ့ လူတွေရှိတယ်ဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော်အာသိစေချင်တယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်ကောင်းကောင်းလေးနားလည်စေချင်တယ်အဲဒါကြောင့်မို့ကျွန်တော် preparation လုပ်ရခြင်းဖြစ်တယ်ဆိုတော့ဆိုတော့ဒီ video ပိုင်းရှင်ဖြစ်တဲ့မအီချန်ကိုလည်းကျွန်တော်ဒီနေ့ credit ပေးပါတယ် respect ပေးတယ်ဘယ်လိုဆိုတော့မအီချန်ပြောထားတဲ့ဟာတွေကနော်အရင်ပဲအကျိုးရှိတယ်နော်တုံးတက်တယ်ဆိုလို့ရှိရင်အခုချိန်မှာဆိုလို့ရှိရင်လူအကန့်အသတ်ရှိတယ်ခုနကသူပြောသလိုရွေးချယ်တယ်ပေါ့နော်လူတော်လူကောင်းတွေတော်ရွေးနေတယ် ရင်တော်လိုလူတိုင်းကိုသူတို့လက်မခံဖို့ဖြစ်နေတယ်။ဒါဆိုတော့ဒီအခွင့်အရေးတွေကိုမရှုံရှုံရအောင်နော်။တို့မြန်မာပြည်သူပြည်သား USA မှာကြောင်းတွက်တက်ခြင်းနဲ့ပြင်ရတွားလေးလာခြင်းနဲ့နော်ငွေချင်းတွေနော်ဒီကုမ္ပဏီတွေအရောက်ချင်းစီတိုင်းအတွက်ပေါ့နော်အကျိုးရှိမယ်ဆိုပြီးတော့ကျွန်တော်လည်းပြန်ပြီးရေရှင်လုပ်ရခြင်းဖြစ်တယ်လို့နော်။ Okay အားလုံးအဆင်ပြေကြပါစေဒီဗီဒီယိုကိုကြည့်ရှုပြီးတော့အားလုံးအဆင်ပြေကြပါစေလို့ပြောချင်ပါတယ်။